Música ah! ွာကချင်မြို့သမီးအစီယုံတီထောင်ဒီအဖွဲ့မှပါဝင်သူလည်းဖြစ်ပါသည်ယနေ့အထိ EC member အနေနဲ့တာဝန်ကိုလှုပ်ဆောင်ပေးနေတုံးဖြစ်ပါသည် WRP စောက်ဖွင့်တို့ကဖွဲ့အစီအနေနဲ့လည်း WLB Women's League of Burma ကိုဒီအတိုင်းဗမာပြည်မှာရှိတဲ့တိုင်းရင်းသူ အားလုံးစတုံးဖွဲ့ပါဝင်ပြီးစဖွဲ့ခဲ့တဲ့ဖွဲ့ဖြစ်ပါတယ်အဲဒါကြောင့်အခဲမြူးမြူးသားမှာအန်တီလက်ဒူရယ်ဘီမန်တပါတီဝန်ကြီးအနေနဲ့လှုပ်ဆောင်ပေးခဲ့တယ် KWET ဟာဆိုလို့ရှိရင်အမျိုးသမီးများရဲ့တန်းတူညီမျှရေးတန်းတူအခွင့်အရေးနဲ့အမျိုးသမီးများခေါင်းဆောင်ပိုင်းနေရာမှာရောက်ရှိဖို့ရန်အတွက်နှီးစနစ်ကြကြ ချင်းကလောက်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ချင်းရမျိုးတမီးအင်အားစုနဲ့ဖက်စီထားတော့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးကချင်းတေကမှရှိတဲ့အမျိုးတမီးအခွင့်အရေးများနဲ့ဒန်းတူညီမြမှုပြရရှိရေးအမျိုးတမီးများနိုင်ငံရေးနဲ့ဆုံဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာပါဝင်နိုင်ဖို့ကျူးကျူးပန်းပန်းလောက်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ျမတို့အနေနဲ့အဓိကလုပ်ငန်းစဉ်၄ခုအနေနဲ့ကျမတို့အာလုပ်ဆောင်နေတာရှိတယ်။အာဗမောက်ဆုံးအနေနဲ့ကကြတော့ဒီကျမရဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေလည်းကျမတို့ဒီ25လိတာပတ်လည်နဲ့25လိတာအတွင်းမှာကျမတို့ဒီဝက်လံခေါင်ဖျားတဲ့ကချင်ဒေတာမှာရှိတဲ့အဲဒီဒီတို့သူတွေအတွက်ဒီကျမရဲ့ဆောက်ရှောက်မှုလုပ်ငန်းစဉ်တွေကိုလည်းကျမတို့အာပိန်နိုင်ခဲ့တယ် အဓိကကကျတော့ဒီမိခင်နဲ့ကလေးဒီရဲကျွန်မရေးနေပတ်သက်တဲ့ဟာလေးကျွန်တော်ဝန်ဆောင်မှုပေးနိုင်တယ်။တောင်းတွေမှာလည်းကျွန်တော်တို့ဒီနေရာကို reproductive health နဲ့ပတ်သက်တဲ့အမြင်ပြမှုတွေကိုကျွန်တော်တို့ပေးနိုင်တဲ့ဟာရှိပါတယ်ချက်။ဆိုတော့ကျွန်တော်တို့ဖွင့်ထားတဲ့စေခံတုံးပုံကနေကျွန်တော်တို့အာလဆင်လာတိုင်းကျွန်တော်တို့ဦးနာပြီးရာကျော်ကိုကျွန်တော်တို့ကျွန်မရေးပတ်သက်တဲ့ဆက်ဆောင်မှုတွေလည်းကျွန်တော်တို့ပေးနိုင်ခဲ့တာရှိပါတယ်။ ဒီနောက်ထပ်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ကကျတော့အာကျွန်တော်တို့ခွင့်အနေနဲ့25မိနစ်တောင်အတွင်းမှာလူငယ်ပေါင်းထောင်ရှိလို့နိုင်ငံရဲ့အမိခွင့်မှုညာစွာကျွန်တော်တို့ပေးနိုင်ခဲ့တယ်အမျိုးသမီးကောင်းဆောင်ညာစာကိုလည်းကျွန်တော်တို့ဝေထုတ်နိုင်ခဲ့တယ်ကျွန်မတို့ကျွန်တော်မေးထုတ်နိုင်ခဲ့တဲ့အမျိုးသမီးခေါင်းဆောင်တွေများစွာဆိုရင်လည်းကျွန်တော်တို့ရဲ့ data အတွင်းမှာရှိတဲ့ဒီမို့အဖွဲ့အစည်းအတိုင်းဝန်းမှာ ဒီဥဆောင်တဲ့အခမ်းအနားတွေကိုဆက်ဆက်လက်ပြီးမှတောင်းတန်းဆောင်ရည်တူရများစွာရှိဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်ကလည်းပေါ်မှာဖွင့်ထားတော့အမျိုးသမီးဆိုင်ရည်မြင့်ကျင်းချင်းတန်းတမ်းမှာအင်းတန်းသူဟောင်းတယောက်ဖြစ်တယ်လို့ယခုလက်ရှိမှာလည်းပေါ်မှာတောင်းတန်းဆောင်ရည်ရဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီကုန်ကူမှုတာစီတဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေလည်းကျွန်တော်တို့လုပ်ဆောင်အားနိုင်ခဲ့တယ်။အဓိကအနေနဲ့တော့ဒီကျွန်တော်တို့အာ human trafficking နဲ့ဒီတမ အကြံဖို့နဲ့ဖြစ်ပေါ်လာတဲ့ database violence နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့အာ survivor တွေကိုကျွန်တော်တို့ပတ်ပေါ်မှုတွေကျွန်တော်တို့လုပ်ဆောင်နေခဲ့တယ်။ဆိုတော့ကျွန်တော်တို့ဒီ25နှစ်တာကာလအတွင်းကျွန်တော်တို့ပြင်ကြည့်တဲ့အချိန်မှာကျွန်တော်တို့အာ survivor ရာကြော်မှုကျွန်တော်တို့အရင်နဲ့ face data တွေကျွန်တော်တို့ကောက်နေခဲ့တယ်။သူတို့ကိုကျွန်တော်တို့အရင်နဲ့ဒီစိတ်ပိုင်းဆိုင်ရာ social မှုတွေပြလို့ရှိရင်ကျွန်တော်တို့ အခွက်မှာဟာရှိတဲ့ဒီ safe house တွေထဲမှာဒီစာတဲ့ keep ပေးတဲ့အားလုံးတွေတို့အတွက်လိုအပ်တဲ့ဒီပြောမယ် livelihood support တွေကိုကျွန်တော်တို့ပေးနိုင်ပေးနိုင်ခဲ့တဲ့အားလုံးတွေကျွန်တော်တို့ရှိခဲ့ပါတယ်ကျွန်တော်တို့ဘက်မှာဆိုရင်ဒီအတယုံနဲ့လည်းနေဆက်တဲ့နေဆက်ဒီကားနဲ့ဖြစ်တဲ့အလျောက်ဒီ human trafficking နဲ့ပတ်သက်တဲ့အားလုံးတွေဒီပြုံနယ်ဘက်ချမ်းမှာမြို့သမီးငယ်လေးတွေ နောက်ဆောင်ခိုင်းရတဲ့ဟာမျိုးတွေအရင်အထမပုံဆောင်ခိုင်းတဲ့ဟာတွေပြီးလို့ရှိရင်ဒီအမျိုးသားတေးဥမျိုးသားတွေလက်ခံရတဲ့ဟာမျိုးတွေဆိုတဲ့ case ဆိုတော့အများကြီးရှိပါရဲ့ရှင့်ဆိုတော့အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့အနေနဲ့အကူညီပါပုံမှုတွေကိုကျွန်တော်တို့ဆက်ဆက်မပြတ်စူးစမ်းပြီးမှကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့ဟာမျိုးရှိပါတယ်ဆက်လက်ပြီးကျွန်တော်တို့ခွင့်အရင်ဖြစ်သူ့အခွင့်အရေးချုပ်ဖောက်မှု ှတ်တမ်းတွေကိုကောက်ယူရလုပ်ငန်းစဉ်တွေကိုကျမတို့လုပ်ဆောင်နေပါတယ်။အရင်ကကကြတော့ဒီအချိန်ကြီးကအတွင်းမှာဖြစ်ပျက်တဲ့လူခွင့်ရေးချုပ်ပေါင်းမှုအာဒေတာတွေကိုကျမတို့ cases တွေကိုကျမတို့မှတ်တမ်းတင်ကောက်ယူမှုတွေကိုကျမတို့လုပ်လုပ်ပါတယ်။ပြီးတော့လည်းကျမတို့အနေဖြင့်တို့အတွက်ဒီစိတ်ပိုင်းဆိုင်ရာဥတရည်ပေးဖို့ပြုလို့ရှိရင်တို့အတွက်လိုအပ်တဲ့ဒီတို့ရဲ့ဝင်ငွေတွေပေါ့နော် income generation တွေရှိလာဖို့အတွက်လည်းကျမတို့ဒီနေ့ဒီမှာတို့ကိုကျမတို့ ာလက်တွဲခေါ်တဲ့ဟာတွေရုပ်ရည်ကကျွန်တော်တို့ဘလုံးမစင်ကိုကျွန်တော်တို့လုပ်ဆောင်ဖြစ်ပါတယ်ရှင်အနာတိန်ပြီးနောက်ပိုင်းတော်လန်ရေးခီးစီမို့ပြောရအောင်ဆိုရင်2021ဒီတူဘူချူစန္ဒပြပွဲမှာလည်းကျွန်တော်တို့ပါဝင်နိုင်ခဲ့တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ချမ်းပြည်နယ်မြောက်ပိုင်းနဲ့အချင်းဒေသအချို့မှာရှိတဲ့ဒီလူငယ်တွေ demonstration မှာဥဆောင်နေတဲ့လူငယ်တွေအတွက်လူအပ်တဲ့ဒီလိုပေါ့ကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ လူခွင့်ရေးအတွက်တကြွလှူရှားသူအယောက်90အတွက်လည်းလိုအပ်တဲ့အကူအညီတွေကိုကျွန်တော်တို့ပေးနိုင်ခဲ့တယ်။ဆက်လက်ပြီးကျွန်တော်တို့ခွင့်အနေနဲ့ဒီကျွန်တော်တို့ရဲ့ကချင်လူထုတွေအတွက်ပြလို့ရှိရင်ကျွန်တော်တို့ဒီကချင်အမျိုးသမီးတွေအတွက်မြန်မာနိုင်ငံမှာလူခွင့်ရေးကိုလေးစားတံပိုးထားတဲ့ Federal Democracy နိုင်ငံဖြစ်ပေါ်လာရတဲ့အတွက်ကျွန်တော်တို့ရဲ့ အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံနဲ့အတူဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့အတူကျွန်တော်တို့ဆက်လက်ပြီးဒီမှာတက်ပွဲဝင်သွားမယ်ဖြစ်တဲ့ဟာကိုလည်းပြောကြားလိုပါတယ်။